လာမယ့်နေရာဒီမှာအာဆင်နယ်ရဲ့ပထမဆုံးခေါ်ယူမှုကဇူဘီမန်ဒီဖြစ်လာမှာလားနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရအာဆင်နယ်တင်းဟာရီယယ်ဆိုစီတက်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီကိုခေါ်ယူဖို့အတော်လေးယုံကြည်မှုရှိနေတယ်လို့သိရပါတယ်ရီယယ်မက်ဒရစ်ရဲ့ပြည့်မဲ့ဖြစ်တဲ့ဒီကစားသမားကိုကန်နာရိုကတော့ဒီနေရာဒီမှာပဲသူ့ကိုခေါ်ယူနိုင်မယ်လို့ယုံကြည်နေပါတယ်မစ်ပေါ်ရဲ့ဇန်နဝါရီလတီးတန့်ဖော်ပြချက်အရအာဆင်နယ်တင်းဟာလွန်ခဲ့တဲ့ဒီနှစ်ကျော်ကတည်းကစောင့်ကြည့်လာခဲ့တဲ့စပိန်လက်ရွေးစဉ်ကစားသမားကိုဒါမဲ့ပြောင်းရွှေ့မှာခေါ်ယူနိုင်မှုတေချာတလို့ဖြစ်နေပါတယ်။ဒါပေမဲ့နောက်ပိုင်းလာတွေမှာစပိန်သတင်းတွေကဥရောပချန်ပီယံရီယယ်မက်ဒရစ်က ဒီကွန်းလေလူကိုစိတ်ဝင်စားနေပြီးအာဆင်နယ်ရဲ့အပြောင်းအရွှေ့ကိုကြားပြတ်လူယူနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ ESPN ရဲ့ဖော်ပြချက်အရဂနာရိုကတော့ Real Sociedad ဂျေဝင်းကိုခေါ်ယူနိုင်ဖို့ယုံကြည်မှုအပြည့်ရှိနေပြီးဒီဆွေးနွေးမှုဟာတော်လေးအဆင်ပြေနေပြီလို့လည်းသိရပါတယ်။သူ့ကိုခေါ်ယူနိုင်တာဟာရောက်လာတဲ့ကလပ်အတွက်ရေးပါတဲ့အနွေရာသီအပြောင်းအရွှေ့ကိုစတင်နိုင်မယ့်လက္ခဏာကောင်းတစ်ခုပါပဲ။အာဆင်နယ်တင်းရဲ့နီးပါးဖြစ်သူမီကဲအာဒီတာဟာ စပိန်လက်ရိုးကျင်15ဦးမှာပါဝင်ထားတဲ့ဇူဘီမန်ဒီရဲ့အကြီးချင်းကိုအတော်လေးသဘောကျနေတဲ့သူပါ။ဂျော်ဂျင်ဟိုနဲ့တောမတ်ပါတေးတို့ဟာယာဒီကုံမှာစာချုပ်တက်တန်ကုံဆုံးတော့မှာဖြစ်တာကြောင့်အာဆင်နယ်ဟာလာမယ့်ယာဒီအတွက်ဗဟိုကွင်းနဲ့လူတစ်တူလိုအပ်နေပြီးဇူဘီမန်ဒီကိုခေါ်ယူဖို့သူတို့ရဲ့စိတ်ဝင်စားမှုကိုအရှိန်မြင့်တင်ခဲ့ပါတယ်။ရုံးဝင်းနဲ့လူယာဒီတို့ကလီဗာပူးကဇူဘီမန်ဒီကိုပေါင်52တန်းနဲ့ခေါ်ယူဖို့နှိစက်ခဲ့ပေမဲ့အသက်26နှစ်ရွယ်ကွင်းရဲ့လူဟာလာလီဂါကလပ်မှာပဲဆက်နေဖို့ရုတ်တရက်ဆုံးဖြတ်ခဲ့တာကြောင့်အင်္ဂလန်ဘောလုံးလောကနဲ့ဝေးကွာခဲ့ရပါတယ်။ဇူဘီမန်ဒီနဲ့ဆိုစီဒတ်တို့ဟာဒီယာဒီမှာအကောင်းဆုံးယာဒီကိုပပိုင်ဆိုင်ခဲ့ကြပါဘူး။အတင်းဟာစပိန်ထိပ်တန်းလီမှာအဆင့်30မှာရောက်ရှိနေပြီး ူရိုပါလိမှာလည်းမန်ချက်စတာယူနိုက်တက်ကိုရှုံးနေပြီး၁၆သင်းစင်းမှာပဲထွက်ခွာခဲ့ရပါတယ်။အဲဒါကြောင့်ဇူဘီမန်နီအနေနဲ့စိန်ခေါ်မှုအသည့်တွေကိုရင်ဆိုင်ရဖို့အတွက်ဒါဒီကုံမှာပဲအသင်းကနေထွက်ခွာဖို့ရှိနေပါတယ်။တစ်ဖက်မှာလည်းသူ့ကိုခေါ်ယူမဲ့အင်အားကြီးထိတ်တန်းအသင်းတွေကအသင်းဆောင်လို့နေပြီးဒီလိုခြေစွမ်းကောင်းတဲ့ကစားသမားကိုဘယ်အသင်းကအရခေါ်ယူသွားနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပါ။ဒီမှာဒီလိုတက်တဲ့အမားတို့ချစ်တဲ့